မင်္ဂလာမနက်ခင်းပါခင်ဗျာနေပြည်တော်မိုးလေဝသနဲ့ဇလာပြည်သာညွှန်ကြားမှုစီဌာနမှာ2022ခုနှစ်မေလ28ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသတရင်များကိုတင်ပြပါမယ်ခင်ဗျာဒီကနေ့မနက်6:00နာရီခွဲချိန်တိုင်းမှာရရှိခဲ့တဲ့အနိုင်ဆုံးဘူးချိန်များမှာနေပြည်တော်မှာ24ဒီဂရီဆယ်စီယပ်85ဒီဂရီဖာရင်ဟိုက်ကျန်ကုန်မြို့မှာ25ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရင်ဟိုက်နဲ့မန္တလေးမြို့မှာ26ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရင်ဟိုက်တို့ဖြစ်ကြပါတယ် ီကနေ့မနက်6:00နာရီခွဲအချိန်မိုးလေဝသဂျိုလူမှာဖမ်းယူရရှိတဲ့ပုံရပင်္ဂလာပင်လယ်ော်မြောက်ပိုင်းနဲ့အနောက်လယ်ပိုင်းတို့မှာတည်ရနှဲငယ်ဖြစ်တော်နေပြီကပ်ပလီပင်လယ်ပင်နဲ့ကျမ်းမင်္ဂလာပင်လယ်ော်တို့မှာတည်ရတင့်တင့်မှာတင်ထူထပ်နေပါတယ်မြန်မာနိုင်ငံပေါ်မှာတော့မြန်မာနိုင်ငံမြောက်ပိုင်းနဲ့အောက်ပိုင်းဒေသတွေမှာတည်ရတင့်တင့်မှာတင်ထူထပ်နေပြီကြံဒေသတွေမှာတည်ရနှဲငယ်မှာတည်ရတင့်တင့်ဖြစ်တော်နေတာကိုတွေ့ရပါတယ်ပင်္ဂလာပင်လယ်ော်ခြေနေရတော့ကပ်ပလီပင်လယ်ပင် ်ဘင်္ဂလားပြည်တော်တောင်ပိုင်းအရှိလေပိုင်းနဲ့အရှိမြောက်ပိုင်းတို့မှာမုတ်တုံလေးအာအတင်းတင်းမှာအားကောင်းနေပြီကျမ်းမင်္ဂလားပြည်တော်မှာတည်ရင်နှဲငယ်ဖြစ်တော်နေပါတယ်မြမပြည်လေပြည်မှာမြမကောင်းတဲ့တချောင်းနဲ့ကမ်းလွန်ပြည်လေပြည်တို့မှာတခါတည်ရန်မိုးသက်လေးပြင်းများကြာရောက်ပြီးလှိုင်းကြီးနိုင်ပါတယ်မိုးသက်လေးပြင်းကြစဉ်ရေပြင်းပြင်းလေးဟာတနအီကို35မိုင်အထိတက်ခတ်နိုင်ပါတယ်လှိုင်းမြမမြမကောင်းတဲ့တချောင်းနဲ့ကမ်းလွန်ပြည်လေပြည်တို့မှာချစ်ပေမှာဆဲပေခန့်ရှိနိုင်ပါတယ် ဒီကနေ့ညနေထိခံမှန်းချက်များအနေနဲ့ကတော့ချင်းပြည်နယ်သကရိုင်းဒေသကြီးအောက်ပိုင်းမန္တလေးဒေသကြီးမကွေးတိုင်းဒေသကြီးနေပြီးတော့ချင်းပြည်နယ်နဲ့ကယားပြည်နယ်တို့မှာနေရာကျကျသကရိုင်းဒေသကြီးထပ်ပိုင်းမကွေးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးနဲ့အေရဝတိုင်းဒေသကြီးတို့မှာနေရာစိတ်စိတ်နဲ့ကချင်ပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာနှံပြမိုးထိပ်ချုံရွာပြီး ကချင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းတာကြီးတို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ဒေဗီရောနဲ့နီတူအိုက်တို့ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြားမိုးထစ်ချုံရောက်ပါမယ်။အမြင့်ဆုံးဦးချိန်မှာ33ဒီဂရီဆယ်စီယပ်61ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်နီတူအိုက်တို့ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလေနေရာကွက်ကြားမိုးထစ်ချုံရောက်ပါမယ်။အမြင့်ဆုံးဦးချိန်မှာ 34ဒီဂရီဆယ်စီယပ်63ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်အနီးတစ်ဝိုက်အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခန့်မှန်းကြမှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။အမြင့်ဆုံးအချိန်မှာ34ဒီဂရီဆယ်စီယပ်63ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်အနည်းငယ်ကတော့မုတ်တုံလေးအာတင်တင်မှာအားကောင်းနေပါမယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်9:00အချိန်ထုတ်ပြန်တဲ့မိုးလေဝသတင်များပဲဖြစ်ပါတယ်။ 我省的票将嘛接纳下外资企业。